ပျော်ရွှင်မှုတွေကိမဲ့နေတဲ့ကြားကနေမှအားလုံးကိုတာယာတဲ့နေ့ဖြစ်ကြပါစေလို့နှွေဦးမြ channel ကနေမှတဖန်ပြန်လည်ပြည့်ကျူဆိုပါတယ်ဒီနေ့ကတော့ပတ်မဦးဆုံးမတ်လ28ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ငလျင်ရက်ခတ်မှုကြောင့်ပြည်သူလူထုတွေဒုက္ခဆင်းရဲရောက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့အပြစ်အခက်ရက်ဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပတ်မဦးဆုံးဟိုနားထောင်ကြည့်ရအောင်เนาะ အခုဒီ match land 26ရက်နေ့မှာငလင်လောက်ခတ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာ NUG ဘက်ကနေလည်းပြည်သူလူထုတွေကိုငင့်ရတဲ့အနေနဲ့ကိုညီထောက်ပံ့ဖို့ရာအတွက်ဆိုပြီးမှနပပြခရစဲမဲဆိုပြမထုတ်ပြန်ချက်လုပ်ခဲ့တယ်ပြီးလို့ရှင်လက် PDF တွေဘက်ကနေလဲရက်20စစ်ခွေးတွေနဲ့အပြစ်ခရမဲဆိုပြမထုတ်ပြန်ခဲ့တယ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ TNLA MNDAA အရခတတော်တွေ AAD ဘက်ကနေမှတလ အပြစ်ခရက်ဆင်းမယ်ဆိုပြီးမှထုတ်ပြန်ခဲ့တယ်။ဒါပေမဲ့ April 3ရက်နေ့မှာပဲခွေးချဘူကနေမှငလျင်ဘဲတင်ပြည်သူတွေအတွက်ဆိုပြမှာခွက်ခောက်နေတဲ့အချိန်မှာသူပြောသွားတာကတော့အပြစ်ခတ်မရဘူးသူတို့ဘက်ကလည်းမကကွယ်ရဲလို့ရင်းနဲ့တိုက်ခိုက်သွားမယ်ဆိုတဲ့စကားကိုသူပြောသွားတယ်။ဒါပေမဲ့ဆိုင်မစင်ဘုံမစင်နဲ့မနေ့က April 2ရက်နေ့မှာတော့အပြစ်ခတ်ရဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ထုတ်ပြန်ချက်ကိုထုတ်လာခဲ့တယ်။ ဧပြီလ3ရက်နေ့တောင်းသူကအပြစ်အခက်ရက်ဆဲမယ်လို့သူမပြောဘူးဆက်လက်ပြီးတော့တိုက်သွားမယ်လို့ပြောတယ်ဘလိုနဲ့ဒီဧပြီလ2ရက်နေ့ကနေမှဧပြီလ22ရက်နေ့အထိအပြည့်အခက်ရက်ဆင်းမယ်ဆိုပြီးမှပြုံးတိုင်းသူဘာကြောင့်ထုတ်ပြန်လာခဲ့တလဲနော်ဆိုတော့ဒီဥစ္စာကိုကျမဆက်မပြောခင်မှာကျတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော် ငရင်တန်ကြောင့်ထိခိုက်ခံစားနေရသော တနိုင်ငံလုံးရှိပြည်သူလူထုအားစာနာထောက်ထားနားလည်သောအဖြစ်၎င်း၊ကုညီကယ်ဆယ်ရေးနှင့်ပြည်လက်ထူထောင်ရေးလုပ်ငန်းများကိုအချိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်လျက်၎င်းတည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုလျက်တမတော်နေဖြင့်2025ခုနှစ်အေဘီလ2ရက်နေ့မှ22ရက်နေ့အထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်လိုက်သည်။ယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းတန်နနက်ကိုင်အဖွဲများနဲ့အခြားလက်နက်ကိုင်အဖွဲများနေဖြင့်အများပြည်သူသွာလာအုံပြုလျက်ရှိသည့်ဆက်သွေးလမ်းကြောင်းများအားနှောက်ရက်တိုက်ခိုက်ခြင်းနှင့်ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထု၏အသက်အိုးအိမ်စီစဉ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမွေးတာဝန်ထမ်းဆောင်လျက်ရှိသည့်လုံခြုံရေးတပ်ဖွဲ့များ၏တပ်စခန်းများအားတိုက်ခိုက်ခြင်းတပ်ဌာနချုပ်များကိုနှောက်ရက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည်အင်အားစုဆောင်ခြင်း ပြင်ဆင်စုဖွဲ့ခြင်း၊နယ်မြေချက်ထွင်ခြင်းများကိုမပြုရန်နှင့်ထိုကဲ့သို့ဆောင်ရွက်လာပါကတမတော်အနေဖြင့်ပြည်သူလူထုအားကာကွယ်သောအဖြစ်လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါရခင်ဗျာ။ပေါ်မှပြောသွားတဲ့အထက်မှာတမတော်ကာကွယ်ရေးဦးစီးချုပ်ဌာနမှမတ်လ28ရက်နေ့တုန်းကကြာရောက်ခဲ့တဲ့ငလျင်တန်တွေကြောင့်ဒီဒီပြန်လဲထူထောင်ရဲကိုအချိန်အဟုန်နဲ့လှုပ်ဆောင်ဖို့ရန်အတွက်နဲ့ငြိမ်းချမ်းမှုကိုရှေ့ရှုတဲ့အနေနဲ့ ဧပြီလ၂ရက်နေ့ကနေမှ22ရက်နေ့အထိယာယီပြစ်ခတ်ရက်စဲမယ်ဆိုပြီးမှစစ်ခွေဘက်ကနေမှထုတ်ပြန်ထားတယ်လို့ပြောတယ်။ဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီယာယီအပြစ်ခတ်ရက်စဲတာဟုတ်ပြီ။အဲ့ထဲမှာသူတို့ပြောထားတဲ့အချက်လေးချက်ရှိတယ်။တစ်အချက်ကတော့တိုင်းရင်တားလက်နက်ကင်နဲ့တော်လာရဲတွေဘက်ကနေမှလမ်းတရားတွေကိုဖျက်ဆီးခြင်းမလုပ်ရဘူး။ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုထိခိုက်ခြင်းမလုပ်ရဘူး။နံပါတ်3ကတော့ ဒီလုံခြုံရေးတပ်ဖွဲ့တွေရှိတဲ့စခန်းတွေပြလို့ရှိရင်ဒီစစ်ခွေးတွေရဲ့စစ်ဌာနတွေကိုတိုက်ခိုက်ခြင်းလုံးဝမလုပ်ရဘူးလို့ပြောတယ်နံပါတ်၄ချက်ကတော့ငင်းချက်ရဲကိုထိခိုက်စေမဲ့အင်အားစုဆောင်ခြင်းပြင်းစင်စုဖွဲ့ခြင်းနေမြေချစ်ထွင်ခြင်း ဒါတွေကိုလုံးဝမပြုတ်လို့ရဘူးတကယ်လို့ဒါတွေကိုလုတ်သွားမယ်ဆိုလို့ရှိရင်တော့တတ်မတော်ကနေမှပြည်သူလူထုတွေကိုကာကွယ်သွားတဲ့အနေနဲ့အရေးယူတုံ့ပြန်သွားမယ်လို့ပြောတယ်ဆိုတော့အခုစစ်ခွေးတွေဘက်ကနေတော့ဒီအချက်လဲချက်ပါပြီးမှယာယီအပြက်ခတ်ရက်ဆဲမယ်ဆိုပြီးမှမနေ့က ်ဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်တဲ့ NUG ထုတ်ပြန်ပြီးပြီး PDF ထုတ်ပြန်ပြီးပြီးညီနောင်သုံးဖော်ထုတ်ပြန်သွားပြီးပြီးဒါမဲ့ကျွန်တော် KIA ကနေတော့ဒီစစ်ခွေးတွေမထုတ်သေးတဲ့အချိန်အထိကျွန်တော်တို့လည်းလုံးဝမထုတ်ဘူးအခုစစ်ခွေးတွေဘက်ကနေမှဒီရာရီပြည့်ခတ်ရက်စဲကိုဧပြီလ9ရက်နေ့ကနေမှ22ရက်နေ့အထိလုံးမဲလို့ပြောလိုက်တဲ့အတွက်ကြောင့်အခုကျွန်တော်တို့ KIA ဒီလည်းရာရီအပြည့်ခတ်ရက်စဲလုံးမဲဆိုပြီးမှစာထုတ်လာပြီဆိုတော့ဒီထုတ်လာတဲ့အထဲမှာ အဲနှမျိုးတွေ့ရတယ်တခုကတော့ရာရည်ပြခတ်ရမယ်ဆိုပြီးမှသူတို့ရဲရဲထားတယ်လို့ပဲကျတို့ KIA OD လည်းပါရဲထားတယ်လေဆိုတော့စစ်ခွေးတွေရဲထားတဲ့ဒိတ်အတိုင်းပဲเนาะ April 2ရက်နေ့ကမှ22ရက်နေ့အထိလုံမယ်လို့ပြောထားတယ်ပြီးရင်နောက်အရေးကြီးချက်တစ်ခုကပါလေဆိုတော့တမတော်ကကိုရဲ့ UC ချုပ်ယုံကထုတ်ပြန်ချက်အပိုက်လေးပါအကြောင်းအရာအချက်လက်များကိုတိုင်းရင်းသား တော်လာရဲအဖွဲနဲ့တော်လာရဲတပ်ဖွဲ့များတာမကစစ်ကောင်စီတွေဘက်ကလည်းလိုက်နာရလူအကြောင်း KIO ကအဲ့လိုပြောတယ်ဒီစစ်ခွေးတွေထုတ်ထားတဲ့အပိုက်လေးဆိုတာကခဏတုန်းကကြွပြောတယ်လို့ပဲငိမ့်ချရဲကိုချိခိုက်စေမဲ့ in asu phoe chin in sin su phoe chin ne mie che thuin chin ဒါတွေကိုလုံးဝမလုပ်ရဘူးဆိုပြီးမှစစ်ခွေးတွေကအပိုက်လေးထဲမှာဒီတိုင်းပြောထားတယ်ဒါကကျွတ်တို့အတွက်ပဲမဟုတ်ဘူးသူတို့ကိုယ်တိုင်လိုက်လျှောက်ရမှာဖြစ်တယ်ကျတော့တော်လာရဲတွေကိုကြတော့နင့်တို့ကအင်အားတွေမစုရဘူးပြုတ်ပြင်းချင်းတွေမလုပ်ရဘူးဆိုပြီးမှတို့တို့ကတော့အတိရမလားစစ်တိုင်းအင်အားတွေစုတယ်လုံးဝမလုပ်ရဘူးကျမတို့ကိုမလုပ်နဲ့ဆိုတို့တို့လည်းလုံးဝမလုပ်ရဘူးဒါကြောင့် KIO ကနေတော့ဒီအချက်လေးကတော့ဒီနေ့ကျမတို့ တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့တီထားတော့တော်လာရဲတပ်ဖွဲ့တီလိုက်နာရမှာတမကဘူးနင်းတို့စစ်ခွေးတွေလည်းလိုက်နာပါဆိုပြီးမှ KIO ထုတ်ပြန်ထားတာဖြစ်တယ်။ဘာကြောင့်မို့စစ်ခွေးတွေထုတ်ပြီးမှကျတော့ KIO ကနေထုတ်ရတယ်လေဆိုလို့ရှိရင် ျတို့ကချင်းတွေကစစ်ခွေးတွေရဲ့အကြောင်းတွေနှောကျဲသွားပြီ2017ရဲ့ရှေ့မှာကျတို့ကစစ်ခွေးတွေနဲ့ငိမ့်ချမ်းရေးယူခဲ့တယ်အဲ့ငိမ့်ချမ်းရေးယူခဲ့တဲ့အချိန်မှာလွန်ခဲ့တဲ့အချိန်မှာစစ်တပ်တရားပဲရှိတယ်ဆိုလို့ရှိရင်အဲ့ငိမ့်ချမ်းရေးယူထားတဲ့အချိန်အတော်အတွင်းမှာသူတို့ကနဆကျတို့ကချင်းပြည်နယ်မှာစစ်တပ်ပြန်ထားတယ်။ယွာတိုင်းမှာစစ်တပ်ရှိတယ်။မြို့တိုင်းမှာအဝွန်အထွက်မှာရော တခုစီအဲ့လိုမျိုးစစ်တပ်တွေပုံနေအောင်ဒီငိမ့်ချမ်းရဲကာလမှာတို့ဒီလိုလုပ်ခဲ့တယ်တို့ကတာငိမ့်ချမ်းရဲလို့ပြောတယ်ကျွန်တော်ဘက်ကထိုးစစ်စင်တာတွေအများကြီးတို့လုပ်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်ကချင်းတို့မျိုးတွေရဲ့အခွင့်အရေးတွေကိုအများကြီးချိုးဖောက်တာတွေလုပ်ခဲ့တယ်ဒီစစ်ခွေးတွေရဲ့အာထာကနောကျေသွားပြီဒါကြောင့်အခု အန်ယူဂျီဒီနော်ညီနောင်မဟာမိတ်ဒီ PDF ဒီဒီယာယီပြစ်ခတ်ရေးကိုယူမယ်လို့ပြောခဲ့တဲ့အချိန်မှာကျွန်တော် KIA ဒီလုံးဝမထုတ်ပြန်သေးဘူးနော်ဒါပေမဲ့အခုစစ်ခွေးတွေထုတ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်ထုတ်တယ်ထုတ်တဲ့အချိန်မှာလည်းအချက်လက်ချက်သေးကအပေါ်ကအချက်၃ချက်ကတော့ဘာမှ queue site ဆံမလို့ဘူးဘာကြောင့်လဲဆိုတော့ဒီလမ်းနေဖြတ်တာတွေပြည်သူတွေရဲ့အုပ်အိမ်တွေကိုဖျက်ဆီးတာရေးကကျွန်တော်တို့ဒေါ်လာရေးတွေဘယ်ဒေါ်လာရေးတွေမှမလို့ဘူးပြီးလို့ရှိရင်ဒီအပြစ်ခတ်ရထားတယ်ဆိုတာက ကျတို့ကကိုကိုတိုင်းလိုက်နာနိုင်တယ်ဆိုလို့ကိုရဲ့ထောက်ပြန်ချက်ကိုတံဖိုးထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ပြစ်ခတ်ကိုယာယီပဲဖြစ်ဖြစ်အပါမနန့်ပဲဖြစ်ဖြစ် ကိုတတ်မှတ်ထားတဲ့ဒီရက်ပိုင်းအတွင်းထဲမှာပြစ်ခတ်ရထားတဲ့အတွက်ကြောင့်စစ်ခွေးတွေကိုတော့တွတ်တိုက်မှာမဟုတ်ဘူးနော်ဒါကြောင့်ဒီအပေါ်အုံချက်ကတော့ကယူဆိုင်ဆံမလို့ဘူးဒါပေမဲ့ဒီနံပါတ်၄ရဲ့အချက်ကအင်အားစုဆောင်ချင်း ပြင်းစင်စုဖွဲ့ခြင်းနေမြေချက်ထွင်ခြင်းနေမြေချက်ထွင်ခြင်းကတော့ကျမတို့ဘယ်တော့မှလည်းမလုပ်ခဲ့ဘူးဒါပေမဲ့အင်အားစုဆောင်ခြင်းနဲ့ပြုပြင်ပြင်ဆင်ခြင်းကတော့ကျမတို့လုပ်ရမှာပဲကျမတို့ကစစ်စစ်သားတွေဖြစ်တဲ့အတွက်ကြောင့်ပြုပြင်တာလဲလုတ်တင်တာကြီးကျမတို့လုပ်ရမှာပဲကျမတို့ကိုစစ်သားစုဆောင်ခြင်းတွေပြုပြင်ပြင်ဆင်ခြင်းတွေမလုပ်နဲ့ဆိုလို့ရှင်တို့လည်းလုပ်လို့မရဘူးเนาะဒါပေမဲ့အခုစစ်ခွေးတွေကတော့မလုတ်လာနိုင်တယ်လေဆိုတော့ ဥပမာသူတို့ကတနေရောင်ဘုံကျဲတယ်ဘာကြောင့်မို့ဘုံကျဲတယ်လဲအခုအပြစ်ခတ်ရထားတယ်လို့ပြောလို့ရှိရင်တို့ဘာပြောမလဲနင်တို့ကပြုတ်ပြင်းချင်းနေစုဆောင်းချင်းနေလုတ်တဲ့အတွက်ကြောင့်ငါတို့ဘုံကျဲတယ်လို့ပြောချင်တယ်ပြောမှာဒီလူကြီးကတိတ်ယုံရတဲ့အထဲမှာတို့မပါဘူးဒါတွေကိုနင်တို့မလုံနဲ့ဆိုရင်တို့လည်းလုတ်ဆရာမလို့ဘူးเนาะဒါတော့ကျမတို့ KIAD ရဲ့ခံယူချက်ဖြစ်တဲ့အတွက်ကြောင့်ငါတို့ကိုပြောရင်နင်တို့လည်းမလုံနဲ့နင်တို့လုတ်ရင်ငါတို့လည်းလုတ်မှာဒါပဲเนาะပြီးရင်နောက်တစ်ခုကတော့ မနေ့ကတင်းထဲမှာလဲကျမတင်ထားပေးပြီးတာဖြစ်တယ်။ငလျင်ဘဲတင်တဲ့ပြည်သူလူထုတွေအတွက်ဆိုပြီးမှသူခွက်ခောက်ပြီးမှတောင်စာလုပ်နေတဲ့အစီအဝေးထဲမှာသူပြောတယ်ကျတော်တော်လာရဲတွေဘက်ကနေမှရရခတ်ကိုလုတ်တယ်လို့ပြောတယ်ဒါပေမဲ့သူတို့မလုတ်ဘူးကာကွယ်တဲ့အနေနဲ့တိုက်ခိုက်သွားမယ်လို့သူပြောသွားတယ်ဆိုတော့အပရတရဲ့နဲ့တောင်သူကမလုတ်ဘူးလို့ပြောပြီးမှဘာကြောင့်နေရဲ့နဲ့မှဒီစာထုတ်တယ်လဲဆိုတော့တိရချက်က အပရတရရနဲ့မှာသူတို့ကတရုတ်ဒီမြန်မာပြည်ကိုကိုညီဖို့ရန်တော့လာတဲ့တက်ချင်ဒီကားကိုစီကို ပြစ်ခတ်ခဲ့တဲ့အကြောင်းတစ်ခုနောက်တစ်ခုကဂျာစီရာတည်င်းဌာနကိုသူတို့ခေါ်တာကတော့သူတို့ရဲ့ lobby လုပ်ပေးဖို့ခေါ်လိုက်တယ်။ဒါပေမဲ့ lobby မဖြစ်လာဘဲနဲ့ဒီနဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့အရာတွေကိုကဘာကိုတိအောင်သူကနေမှတည်င်းထုတ်လုပ်ပေးတယ်။စစ်ခွေးကို နိုင်ငံတိုင်းက ဒီလောက်ထိငလျင်ဒုက္ခတဲ့ဒီလောက်ဖြစ်နေတဲ့အချိန်မှာနင်းငါတော့ဒီနေရတကားကိုတွားပြမဘုံကျဲတယ်ဆိုတဲ့ဥစ္စာကိုကဘာကနေမှသူ့ကိုနော် blame လာတယ်ဒါကြောင့်မို့သူကဒီကိစ္စရောပါလိမ့်မယ်ပြီးနောက်တစ်ခုကအခုဒီသူတို့တဘုံလို့တတ်မှတ်ထားတဲ့ကျွန်တော်တို့တော်လိုင်းရဲတွေအားလုံးကတော့လူသားချင်းစာနာတဲ့စိတ်ကြောင့်ရာရည်ပြစ်ခတ်ရမယ်လို့ပြောတယ်တကဘာလုံးလည်းတည်နေပြီဒါပေမဲ့သူတို့ကနေမှ ဒီရရပစ်ခတ်ရဲကိုမလုပ်တဲ့အခါမှာသူတို့အတွက်ဆိုးကျိုးတွေတည်တယ်။ဘာကြောင့်လဲဆိုတော့အခု ICC ရအတွက်ဖမ်းဝရမ်းပဲကျတော့စောင့်နေတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်သူ့ရဲ့အမှုကပိုကြီးလာမယ်ဆိုတာကိုလည်းသူစဉ်းစားလာခဲ့ပြီးနော်။ပြီးရင်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့အခုဒီနေ့အဲထိုင်းကိုလာဖို့ရအတွက်တနေ့ကထိုင်းအမတ်တယောက်ကဘာပြောလဲဆိုတော့ရှင်ဒီမင်းအွန်လိုင်းကိုထိုင်းကိုဘာကြောင့်ခေါ်ရမလဲခေါ်ရမလို့ဘူးဆိုတဲ့ကိစ္စတွေသူတို့ပြောလာတဲ့အရာတွေရှိတယ်။ ခွေးကျဖို့ကနေမှဒီနေ့ April 3ရက်နေ့မှာသူထိုင်းကိုသွားมาဖြစ်တယ်ထိုင်းကိုသွားมาဖြစ်တဲ့အတွက်ကြောင့်ရည်ရည်ပြခရချေချေကိုသူမလုတ်ခဲ့ဘဲနဲ့သူတော့ခဲ့တယ်ဆိုလို့ရှိရင်သူ့ကိုပြောမဲ့သူဒီတပုံကြီးရှိတယ်သူများနိုင်ငံကိုထွက်ပြေးမှလည်းဒီလိုမျိုးအစည်းအဝေးကြီးလဲပါချင်တယ်ပါချင်တဲ့အခါမှာသူ့ရဲ့မျက်နှာကိုသူများရိုက်မှလည်းသူကြောက်တယ်တကယ်လို့သူအပြစ်ခံရထားတာဒီမရှိခဲ့ဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံတခုခုဖြစ်သွားမှလည်းသူကြောက်တယ်ဒါရီကြောင့်သူကသူ့မထွက်ခင်မှာ ရရည်အပြစ်ခတ်ရက်ဆင်းမယ်ဆိုတဲ့စကားကိုထုတ်ပြန်ခဲ့တာဖြစ်တယ်နော်သူတို့ကဘလောင်းပလေးတွေပြောတတ်တဲ့ခွေးတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ဒီရရည်အပြစ်ခတ်ရက်ဆင်းခြင်းဟာဘလောက်ထိအာမခံချက်ပြည့်တဲ့ထုတ်ပြန်ချက်လဲထင်သလားအပြစ်ခပ်ပဲရက်တာမဖမ်းဖို့တို့မပြောဘူးစစ်တမ်းမစုဆောင်းဖို့လို့လဲတို့မပြောဘူးเนาะဆိုတော့အပြစ်အခတ်တာရက်ဆင်းနေပေမဲ့ ကျတော့တော်လာရဲတွေအတွက်ကဒီကေဆေးရဲတွေလည်းကျတော့ကိုယ်နေရာမှာပဲကိုလို့ရမှာဖြစ်တယ်ဒီစစ်ခွေးတွေနဲ့နှီးတဲ့နေရာမှာသူတို့ကျတော့ကသွားလို့မရဘူးလုံခြုံရဲမရှိဘူးသူတို့ဘက်ကနေမှဒီအပြစ်ခတ်ရဆဲထားတဲ့ဥစ္စာထဲမှာဒီလုံခြုံရဲတွေပါလာမယ်နင်းတို့ကိုဖမ်းဆီးချင်းလုံးဝမရှိစေရဘူးစစ်တပ်စုဆောင်းမှုလုံးဝမလုပ်ဘူးလို့လည်းသူတို့ထုတ်ဖော်ထားတာမတွေ့ဘူးအခုသူတို့ပြောထားတဲ့အချက်လက်ချက်ဟာသူတို့ကိုသူတို့ ကောက်ွယ်တဲ့အရာတွေကြီးပဲသူတို့ဖော်ပြထားတယ်နော်လုံချုံရေးယူထားတဲ့စစ်တပ်တွေကိုနင်တို့ထိုးစစ်တွေမဆင်ရဘူးစစ်တပ်ဌာနတွေကိုလည်းနင်တို့ဝန်တိုက်ခြင်းမလုပ်ရဘူးလို့ပြောထားတယ်ဒါတွေကတော့သူတို့အတွက် cover တခုကိုယူထားတဲ့အနေနဲ့ဒီရာရီအပြစ်ခတ်ရဆေးခြင်းစာကိုထုတ်ထားတယ်လို့ကျွန်တော်တော့အဲ့လိုပဲနားလေတယ်နော်ဘာကြောင့်လဲဆိုဒီထဲမှာအာမခံချက်တခုမှမပါဘူး နင်တို့လုပ်ရင်ငါတို့လုပ်မယ်လို့ပြောလိုက်တဲ့ခါမှာငါတို့မလုပ်ရင်လည်းသူတို့ကတော့သူတို့ဖန်နဲ့သူတို့ရှာကြံပြီးမှလုပ်မှာပဲနော်ဒါကြောင့်ဒီထုတ်ပြန်ချက်ဟာလုံးဝအမခံချက်မရှိတဲ့အဲထုတ်ပြန်ချက်ဖြစ်တယ်လို့ပြောချင်တယ်။ဒါကြောင့်မို့ပဲခဏတုန်းကကျတော့ KI O ကနေထုတ်ထားတဲ့စာထဲမှာဒီအပိုက်လေးကိုငါတို့တန်ရင်တားလက်နဲ့ကင်ဒီရောတော်လရဲတွေပဲလိုက်လျှောက်ဖို့မဟုတ်ဘူးနင်တို့စစ်ခွေးတွေလည်းလိုက်လျှောက်ရမယ်လို့ကျတော့ KIA ကနေတော့ဒါကိုအဓိကအချက်နေနဲ့အပိုက်လေးဆိုပြမကို ဖော်ပြပြီးမှရေးထားတာကိုတွေ့ရတာဖြစ်တယ်။ဒီဥစ္စာကဘလောက်အထိအမခံချက်မရှိတဲ့ထုတ်ပြန်ချက်လဲဆိုတော့ April 9ရက်တုန်းကယာယီအပြစ်ခတ်ရက်ဆေးမယ်လို့သူဒီစာကိုထုတ်ပြန်ခဲ့ပေမဲ့ April 9ရက်နေ့တုန်းကမနေ့ကကျတော့ဒီ white moon နဲ့လမြောင်ချားမှာလေရင်နဲ့ခောက်တွန်ခောက်ပြန်ဘုံကျေးသွားတယ်။ချင်းပြင်းနဲ့ကိုဘုံကျေးသွားတယ်။ကိုထုတ်ပြန်လိုက်တဲ့စာရဲ့နောက်မှာ သူတို့ရဲ့စကားကဂတိတည်တလားဆိုတာပဲထောက်ပြန်ချက်လုပ်လိုက်ပြီဘာကြောင့်မို့ကချင်းပြည်နယ်ကိုဘုံလာကျဲတဲ့တယ်လဲမနေ့ကချင်းပြည်နယ်ကိုဘာကြောင့်ဘုံလာကျဲသွားတယ်လဲသူတို့ရဲ့ထောက်ပြန်ချက်ဟာစာရွက်ပေါ်မှာရေးထားတဲ့စာတစ်ခုပဲရှိတယ်ဘာအတိတ်ပဲမှရှိတယ်မဟုတ်ဘူး နော်ဒါကြောင့်ကျွန်တော်တော်လန်ရဲဒီနဲ့တူဒီနဲ့ကျွန်တော်ပြည်သူလူထုဒီဘေဘက်ကနေပဲတော်လန်တော်လန်ပစံနေပဲတော်လန်တော်လန်လက်ရဲနေပဲတော်လန်တော်လန်အပြုတ်အမှုနေပဲတော်လန်တော်လန်သူတို့ကအပြစ်ခတ်ရဆဲတာပဲဆိုတဲ့ပေါ်မှာအမခံချက်မရှိဘူးဆိုတော့ကျွန်တော်မေ့လို့မရဘူးနော် 22ရက်နဲ့အထိငိမ့်ချမ်းရေးယူထားတယ်။တရက်နဲ့တုန်းကထုတ်ပြန်ချက်ထဲမှာသူတို့ဗာပြောလဲဆိုတော့ရိုးရာအရတကြံကိုလည်းပဲလုတ်မယ်လို့ပြောတယ်။ဆိုတော့ဒီတကြံဒီကိုလည်းသူတို့ကပျော့ပျော့ရွှေရွှေလုတ်ချင်တယ်။တကြံဒီမှာကျတော့တော်လာရဲဒီဘက်ကနေမှပြစ်ခတ်တာတွေရှိတတ်တဲ့အတွက်ကြောင့်ဒီတကြံကိုလည်းပဲသူတို့အကွာအကွယ်ယူဖို့ရန်အတွက်သူတို့ဒီထုတ်ပြန်ချက်လုတ်ကဲလို့ကျွန်မကအဲ့လိုခံယူတယ်။သူတို့ဘက်ကတော့ဒီရိုးရာအရအတာလုတ်မဲလို့ပြောပေမဲ့စီရင်နေဆောက်တယ်။ အခု MNDAAD တောင်မှစင်နေဖြုတ်တယ်လို့ကြားတယ်ဆိုတော့ဒီနေ့သူတို့ခေါ်တဲ့အကြမ်းဖက်လို့ခေါ်တဲ့တော်လရဲတီတောင်မှပြည်သူတွေဒုက္ခရောက်တဲ့အခါမှာထတ်တူထမြခံစားပေးတဲ့အတွက်ကြောင့်ဒီနေ့ကျတို့ကဒီစင်တွေကိုဖျက်နေတဲ့အချိန်မှာသူတို့ကတော့ရိုးရာအရာပဲလုပ်မယ်လို့ပြောတယ်ရိုးရာအရာလုပ်တဲ့အထဲမှာဘာကြောင့်စင်ဆောက်တယ်လဲနော်ခွေးတွေကနေမှရိုးရာအရာလုပ်မယ်လို့ပြောတဲ့အချိန်မှာတော့ဒီတကြံကာလဖြစ်တဲ့ April 23ရက်ကနေမှ ဧပြီ20ရက်အထိနိုင်ငံလုံးဆိုင်ရာပြည်သူဝန်နေကြေကွဲမှုနဲ့နေတိန်အားပေးမှုရက်သက်တပတ်ဆိုပြီးမှ NUG ဘက်ကနေတော့တတ်မှတ်ထားတာရှိတယ်။ဒီနေ့ကျမတို့တော်လှန်ရေးတွေကတော့ပြည်သူကနေပောက်ဖွားတဲ့တော်လှန်ရေးတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပြည်သူဖြစ်တဲ့ကိုယ့်ရဲ့မိသားစုကဘလို့ခံစားနေတယ်လဲဆိုတာကကျမတို့တော်လှန်ရေးတွေပဲတည်တယ်။စစ်ခွေးတွေကတို့ရဲ့အာဏာတည်မြဲမှု အတွက်ပဲသူတို့ကရှေ့ရှုပြီးမှလုပ်နေတဲ့အတွက်ကြောင့်ထုတ်ပြန်ချက်တော့မှသူတို့ရဲ့အတွက်ပဲသူတို့ထုတ်ပြန်ထားတာဖြစ်တယ်။ခဏတုန်းကဗီဒီယိုထဲမှာကြားရကြရတဲ့အတိုင်းပဲအခုဒီရရပြစ်ခတ်ရဆဲတဲ့ဥစ္စာတွေကဒီမတ်လ28ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ရတဲ့အရာတွေကိုပြန်နေထူထောင်ရေးကိုအရှိန်ဟုန်တိုးမြင့်ပြီးမှလုတ်သွားမယ်လို့ပြောတယ်။ဆိုတော့အရှိန်ဟုန်တိုးသလားမတိုးဘူးလားတော့မသိဘူး။အခုဒီလိုမျိုးပြည်သူတွေဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာ အာဘုဒ္ဓဇာတခါငားရင်တဏာယီငားရင်သိန်း90တဲ့အိမ်တအိမ်ကိုတန့်ရှိရဲလို့ပေးလို့ရှင်သိန်း900တဲ့ကြားဖူးသလားဒီဆိုလို့ရှင်တော့ဒီစစ်ခွေးတွေအဲပြန်နေထူထောင်ရဲလို့မေဆိုတော့ကဘယ်နေရာမှာတွတ်လို့မလဲဘယ်နေရာမှာတွတ်ထူထောင်မလဲဒုက္ခရောက်နေကြတယ်ပိတ်မိနေကြတယ်စစ်ခွေးတွေဘယ်မှာလုတ်တလဲနေပြီးတော့လမ်းတွေမှာလုတ်တယ်နတ်မြို့ရိုးတွေမှာတွတ်လို့နေတယ်ပြီးသူဒီကိုကဲတင်နေတလား အခုဒီကျုံးမှာရှိတဲ့နမ်းမြို့ရိုးအုတ်ခဲတွေတောက်တဲ့ဥစ္စာတွေကိုပြောတာလားဒါတွေကိုပြန်နေထူထောင်ရဲလို့နင်းတို့ကပြောနေတာလားတကယ်ဆိုလို့ရှိရင်အခုပြိုကျသွားတဲ့အဆောက်အုံတွေအားလုံးကိုရှင်းနေပေးရမှာကစစ်ခွေးတွေစီမှာတာဝန်ရှိတယ်ဘောမကျော်မျိုးမင်းဘာပြောထားလဲဆိုတော့120ဘီလီယံရပြီလို့ပြောတယ် တရံနေဆေဘီလီယံတောင်ရနေပြီဆိုလို့ရှင်အခုဘယ်မှာတုံးနေတယ်လဲနိုင်ငံခြားကနေပို့ထားတဲ့အစားအသောက်တောင်အခုမြေပြင်မှာပေးနေတာတခုမှမတွေ့ဘူးပြည်သူထဲကပြည်သူတွေလူနေတဲ့အစားအသောက်တွေစားနေတာပဲတွေ့တယ်ဒီထဲမှာလည်းနောက်တစ်ခုပြောချင်တဲ့အရာကဘာလဲဆိုတော့အခုသတင်းထွက်နေတဲ့ဥစ္စာကပြည်သူတွေကနေပြည်သူတွေဒီအစားအသောက်တွားလူတာလူတဲ့အခါမှာတချို့ဆိုလို့ရှင် ရှက်လွတ်သွားမြူဘူးတဲ့ အံ့ဩတယ်ဘာရှက်စရာလို့တလဲလှုပ်တင်တာကိုမလှုပ်ဘူးမလှုပ်တင်တာတွေလိုက်လှုပ်တာကိုမှရှက်စရာကောင်းတာအခုကနင်တို့ဒုက္ခရောက်လို့ပြည်သူတွေကနင်တို့ကိုချစ်လို့နင်တို့ကိုတနာလို့နင်တို့နဲ့ထပ်သူထပ်မြခံစားလို့လာပေးတာဒါကိုယူရမှာဖြစ်တယ်အခုတခိုးတွေအရန်ပေါ်တယ်လို့ပြောတယ်ဘလောက်ကြီးခိုးတယ်လဲဆိုလို့ရှိရင် အိမ်ရှင်တွေကထွက်သွားတဲ့အခါမှာတခိုးတွေကအိမ်ထဲကိုဝင်ပြီးမှခိုးတာတွေရှိတယ်။ပြီးလို့ရှိရင်လူသေးတွေအထဲမှာလက်စွပ်တွေနကတ်တွေဆွဲကြိုးတွေပါတယ်နော်။အဲ့လိုမျိုးတွေလဲတေတဲ့လူတွေစီကလည်းဒါမျိုးတွေတွားယူတယ်လို့နိုင်ငံကဆင်းရဲတာမကဘူးကျတော့ရဲ့စိတ်သက်တည်ပါအင်မတားမှဆင်းရဲနှုံချနေတယ်ဆိုတာကိုတွေ့ရတယ်။နောက်သတင်းတပုတ်အနေနဲ့ကတော့ဧပြီလ၂ရက်နေ့မှာကယ်ရနီ ဘက်ကနေမှထုတ်ပြန်ချက်တစ်ခုကိုလုပ်ခဲ့တယ်အိုက်စာဘာလဲဆိုတော့ဒီ2025ခုနှစ်မှာမှဒီကရင်ပီနေမှာရှိတဲ့အဲလက်နက်ကင်တော်လန်ရေးတပ်ပေါင်းဒီအားလုံးစုပြီးမှ Joint Chief of Staff ဆိုတဲ့ JCS ကိုဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာဒီကရင်ပီနေမှာစစ်ခွေးတွေရဲ့ထိုးစစ်ဆင်မှုကို ခုခံတဲ့ချိန်တွေရော joint chef of staff ကနေမှထိုးစစ်စင်တာရောအဲ့လိုမျိုးလုပ်ခဲ့တဲ့အခါမှာကာကင်းနေတော်တော်များများကိုတိမ့်ပိုင်နိုင်ခဲ့တယ်စစ်ခွေးအကောင်60ကိုလည်းပဲတတ်ဖြတ်နိုင်ခဲ့တယ်လက်နက်အကြီးအငယ်တွေကိုလည်းတိမ့်ပိုင်နိုင်ခဲ့တယ်ဆိုပြီးမှထုတ်ပြန်ချက်ထုတ်ခဲ့တယ်ပြီးလို့ရှိရင်လည်းပဲစခွေးတွေကနေမှထိုးစစ်စင်မှုတွေလှုပ်လာခဲ့တဲ့အခါမှာလည်းသူတို့ဘက်ကနေမှအသက်ပေးပြီးကကွယ်သွားမယ်ဆိုတဲ့ကိစ္စတွေရော ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာတွေ့ရတယ်ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ။